်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DBBU မြန်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မကွေးတိုင်းစစ်ပဝဲမြို့နယ်မှာနိုဝင်ဘာလ16ရက်ညနေ4နာရီဝန်းကျင်ကစစ်ကောင်စီရင်နှန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီးဗိုလ်ကြီးတယောက်အပါအဝင်စစ်သား3ယောက်သေဆုံးကလက်နက်ခဲယမ်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေတိုက်ဆက်ရရှိခဲ့တယ်လို့တရက်ခရိုင်အမှတ်9တရင်စီကတီးရပါတယ်။ စင်မဝဲမြို့နယ်ကိုပင်တာဂရလမ်းပိုင်းပေါ်မှာမောင်းနှင်လာတဲ့အင်စီကအဖြူတစည်းနဲ့တန်ချက်ကကားတစည်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဖြူရောင်အင်စီကားပေါ်မှာပါလာတဲ့ဗိုလ်ကြီးစိုးကုတ်ကိုမောင်းတဲ့အတူစစ်သားနှစ်ယောက်လည်းသေဆုံးခဲ့တယ်လို့တရက်ခိုင်အမှတ်ငါတက်ရင်ရဲ့တပ်ဖွဲ့ဝင်ကပြောပါတယ်တက်ခတ်မှုအတွင်ကနေ AK ဒင်ခောက်တနက်တလက်79ဘုံပြလောင်ချတလက် MA30 GA တခု ် MA30 G အတောက်20 40မဘုံ6လုံးဖုန်းတစ်လုံးနဲ့စစ်ယူနီဖောင်းတစ်စုံတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကအနီးအနားမှာရှိတဲ့နားပယ်ကြေးရွာကိုမိရှုဖျက်ဆီးခဲ့ပြီးဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့သိရပါတယ်ရှင်။ ပဲခူးတိုင်းပောက်ခေါင်မြို့နယ်ကျိုးပင်ဝိုင်းရွာကမင်္ဂလာဆောင်ကျင်းပနေတဲ့နေအိမ်အနီးကိုနိုဝင်ဘာလ16ရက်မနက်9:00နာရီဝန်းကျင်မှာစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုဝန်ဆောင်မျိုးသမီးအသက်ဆုံးကမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ပောက်ခေါင်မြို့နယ်6မိုင်လောက်ဝေးတဲ့ကျိုးပင်ဝိုင်းရွာကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာဖြစ်ပြီးအသက်35နှစ်အရွယ်ကိုဝန်6လလောက်ရှိတဲ့မမို့မို့ဝင်းသေဆုံးခဲ့ပြီးအသက်40ကျော်အရွယ်ကိုတန်းစုံဦးကထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ကျိုးပင်ဝိုင်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ဘက်ကအေလာလီတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံးနှလုံးကျဲချခဲ့တာဖြစ်ပြီးချောင်းကောင်းရဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ပြည်ခရိုင်ဘက်ကဖတာဝန်ရှိသူက DVB ကိုပြောပါတယ်။ စစ်ကောင်စီတပ်ကပောက်ခေါင်းမျိုးပေါ်မှအထိုင်ချတက်ဆွဲနေပြီးအနီးနားကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့လေကြောင်းရံကိုအထူးသတိပြုနေထိုင်ကြဖို့လုံခြုံရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ စံကုန်တဲ့အတင်းကစကွဲအချောတိတ်ကိုရောင်းစည်းချက်၄၈၀၀၀ဒါထုတ်ပြန်ချပေးမယ်။တောင်ပြိုရည်ကြီးခဲ့လို့ဝမ်းစာမဖူလုံတော့တဲ့ရွာငံမျိုးနဲ့ကြောင်းငယ်ကြီးရွာမှာတော့စကွဲတိတ်ကိုချက်၈၈၀၀ပေးပြီးဝယ်စားနေကြရပါတယ်။ကျွန်တော်တို့ဒီစပိုင်းလူဦးရေအင်ချီယာ၂ရာ60လောက်စီးရနေမှာ လူဦးရေအပြင်ပြောမယ်ဆိုရင်1500ပေါင်းကျင်လောက်နေထိုင်ပါတယ်ဒီရောက်ရောက်မှာ။ဟို ခါရင်းနှီးပြကြတော့ဟာဒီစပတ်ကိုမိခိုစားသုံးသည့်အတွက်အောက်နေရေးလဲဟိုအရှင်ပြပါတယ်ဒီနှီးနှီးထားကြတော့ဟာအောက်နေရေးရှင်ပြလဲမှုမရှိသည့်အတွက်ရန်ကုန်ဖျားနေပြီခမကျွန်တော်တို့ဆန်းအော်တပန်းကျူနှီးပန်းကျူသုံးပန်းကျူအဒီလူလေးကိုပဲဝယ်ဆက်ရတယ်ဒီဆန်းလေးကလည်းပဲဟိုစားဖြီကုန်ပေါ့ဗျာမသိယုံစားရတဲ့နေထားပါပဲအဲ့ဒီဆန်းတစ်လုံးလည်းပဲကျွန်တော်တို့ဖျောက်ရော့လာရင်၈၃၉၃ဒသိန်းဒီလူပဲဝယ်စားနေရတယ်ပန်းကျူလေးကို ဟိုဆန်ကောင်းတော့မှမစားနိုင်ဘူးဘုရားဆန်တန်းကိုရောက်နေတယ်ကျွန်တော်ဖတ်မှာဆန်တန်ချိန်73တန်းလောက်ထွက်ရှိနေတဲ့နိုင်ငံမှာလက်တလုံးစပားပေါ်ချိန်ဖြစ်ပြီးဆန်စပားလက်ကြံများနေတာကဘာဆန်စည်းကွက်ကျဆင်းနေတာကြောင့်ဆန်တင်ဖို့မှုလည်းနေပါနေပြီ စပားစည်းတွေလည်းကျဆင်းနေတာဖြစ်ပါတယ်ဒါကြောင့်ရန်ကုန်မြို့မှာဆန်စည်းဟာစကွဲအောက်ရောက်နေတယ်လို့စကွဲတစ်အိတ်ကလည်းကျပ်4800တာရှိနေပါတယ် ကျောင်းငယ်ရွာကစကွဲရောင်းချတဲ့ကုံစုံဆိုင်တစ်ဆိုင်မှာတော့စိတ်မသေးတာကျဲသုံးပွင့်စတဲ့ရန်ကုန်မြို့ဘင်းတောင်ပွဲယုံတန်းကတင်ပို့လိုက်တယ်။စကွဲတွေကိုရောင်းချနေသူတို့ကတော့စင်ကျိုးလိုဒေသကခေါ်ဆိုကြတဲ့ကြီးရွာစကွဲတဲ့အိတ်ပေါက်စင်းနဲ့ပတ်သက်ပြီးခုလိုပြောပါရယ်။သူတို့ကဟုတ်ဒီကာသမလာချပြည့်လေးကုံတဲ့တူကအဲကျွန်တော်တွေကအေးဟိုစင်စားပေါ့ဗျာ။အမြအလဲစားပါတိုက်ကို2000 1000လောက်ပဲစားရတယ်။အဲဒီကောင်ကကြတော့ ငါတော့နဲ့အော်ခုနဲ့တော့နဲ့ခုနဲ့တော့ခွဲဒါခုနဲ့တော့နဲ့ခုနဲ့ထောင်းအခြေသုံးမလို့ရှိတော့နဲ့ခုနဲ့ထောင်းဒါကြောင့်စံစည်းတွေကိုပြီးခဲ့တဲ့2023ခုနှစ်အခုလိုစပါပေါ်ချိန်မှာစတင်ကန့်တက်ခဲ့ပြီးစံစည်းမကြည့်အောင်ရန်ကုန်မြို့နယ်မြို့ကြီးအချို့မှာတမန်စည်းအတိုင်းကားနဲ့လက်လံရောင်းချတာဝါရန်ဆန်ကုန်စီတိုင်းမှာလက်လီဆိုင်တွေဖွင့်လေးရောင်းချတာတွေစတာတွေပြုလုပ်ခဲ့ကြပါတယ်ဒီလိုမျိုးပေါ်မှာတမတ်စည်းအတိုင်းရောင်းချခဲ့ပေမဲ့ ရွာငံမြို့ကတဘာဝဘေးကြောင့်လေယာဉ်မြေပျက်စီးဆုံးရှုံးပြီးဝမ်းစာမဖူလုံတဲ့ဒေသမှာတော့စကွဲတအိတ်ကိုစစ်ကောင်စီတတ်မှတ်ထားတဲ့စီထက်သစပုံပေးပြီးဝယ်ယူနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လအတွင်းပင်းတရတောင်တန်းမှာတောင်ပြိုရီကြီးရာတွေပထမအဆုံးဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်လေယာဉ်မြေတွေလူနေအိမ်တွေနဲ့လူခုနှစ်ဦးတေဆုံးခဲ့ပြီးအဲ့ဒီတောင်တန်းရဲ့အနောက်ဘက်ခြမ်းမှရှိတဲ့ ရွာငံမြို့နယ်ကြောင်ငက်ကြီးရွာရှိလေယာမီတွေနဲ့နှုံးဝင်သာကျောက်တုံးနဲ့တစ်တုံးတွေဖုံလန်းကုန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်တောင်ကြားလွင်ပြင်မှာရှိတဲ့ဆင်လေချောင်းနဘေးဝဲရကလေအကာ120ကျော်ရှိတဲ့ဆင်လေကွင်းဟာအကတရာလောက်ပျက်စီးသွားတာဖြစ်ပါတယ်။ကျမဟန္နာပါ ဆောင်းရသည့်မိုးရွာသွန်းမှုကြောင့်ဂါဇာကမ်းမြောင်ကရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်ရာယာယီစခန်းတွေမှာရေလွှမ်းခဲ့ပါတယ်။ရက်ဆက်ကြံကြုတ်တဲ့ပြိပခအပြီးအလွန်ဆိုးရွားတဲ့အခြေအနေတွေမှာနေရတဲ့မိသားစုထောင်ပေါင်းများစွာရဲ့ဒုက္ခတွေပုံမှုဆိုးရွားစေခဲ့ပါတယ်။တောက်ချာနေကဂါဇာမှာမိုးတက်ထန့်ခဲ့ပြီးရေကြီးလို့ရွှေ့ပြောင်းနေထိုင်သူတွေနေတဲ့ယာယီတဲတွေထဲကိုရေတွေစိတ်ဝင်ခဲ့တာပါ။ ဒါကြောင့်အေးရခင်းတွေနဲ့ပိုက်ဆိုင်မှုတွေဆူဆဲလာပြီးစကန်ချရနေရာတွေတဝိုက်မှာညစ်ပတ်တဲ့ရေကန်တွေကျန်ရစ်ခဲ့ပါတယ်မိုတဲလို့သူတို့ရဲ့တဲတွေပြိုကျပြီးတဲ့နောက်မိသားစုများစွာဟာဟင်းလင်းပြေမှာအချိန်ကြာကြီးနေဖို့အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်။နှစ်နှစ်ကြာစစ်ပွဲအတွင်းအ धिक အခြေခံစောင့်တွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေပြက်စီးယိုယွင်းလာလို့အရေးပေါ်အဖွဲ့တွေအနေနဲ့လိုအပ်နေသူတွေစီရောက်ဖို့ပိုခက်လာလို့အခြေအနေကပိုရှုပ်ထွေလာပါတယ်။ နေရစွန့်ခွာရသူမိသားစုတွေကခုဒုက္ခဟာလာမဲ့ဆောင်ရသည်ရဲ့ပိုပြင်းထန်တဲ့ဒုက္ခရဲ့အစသာဖြစ်လိမ့်မယ်လို့တွေးတောဆိုရင်နေကြတာပါ။လောင်စာစီနဲ့စားစရာချက်ပြုတ်ဖို့ဓာငွေတွေအပြင်းထန်ပြက်လက်နေပြီးတင်းလျော်တဲ့အပူပိစနစ်မရှိလို့ယာယီတဲတွေမှာနေထိုင်သူတွေဟာလေပြင်းနဲ့မိုးတဲတဲ့ဒဏ်ကိုခရရနိုင်ခြင်းရှိနေပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်ပါရှင်